်လာမယ့်ဒီဇင်ဘာလမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU ရဲ့မူဝါဒအရအကြမ်းမဖက်တဲ့နှီးလန့်နဲ့ဆန့်ကျင်သွားမယ်လို့ကရင်အမျိုးသားအစည်းအရုံးကပြောဆိုပါတယ်ဒီသတင်းကိုတော့ Morris ပြပို့ထားတာပါရှင်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဟာဥပဒေအကြောင်းအရတရားမဝင်တာနဲ့ပြည်သူအလုံးပါဝင်နိုင်တာမရှိတဲ့အခြေအနေမှာရွေးကောက်ပွဲရလဒ်ကိုလူတို့လိုအပြေထုတ်နိုင်တဲ့အခင်းကျင်းမျိုးတွေကြောင့်အချက်9ချက်ပါထုတ်ပြန်ချက်နဲ့အတူ KNU ဘက်ကပြီးခဲ့တဲ့လဩဂုတ်လ26ရက်နေ့တည်းကကန့်ကွက်ထားတာပါ။ စစ်ကော်မရှင်ကတော့ရေကောက်ပွဲအပိုင်း1ကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပမှာဖြစ်ပြီးကရင်ပြည်နယ်ထဲမှာဆိုရင်တန်တောင်ကြီးဖက်အန်နဲ့မြောက်ရီမြို့တို့ပါဝင်ပါတယ်ကရင်နယ်ကြားစောင်းတပ်ဖြစ်တဲ့ BGF အဖွဲ့နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKB ကတော့ကရင်ပြည်နယ်မှာစစ်ကော်မရှင်လုံမဲ့ရွေးကောက်ပွဲကိုကူညီမယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ဘက်ကတော့လာမဲ့ရွေးကောက်ပွဲအခင်းအကျင်းမှာပြည်သူနဲ့အတူစန့်ကျင်သွားမှာဖြစ်ပြီး စစ်ကော်မရှင်ကိုကူညီတဲ့သူတွေဟာနိုင်ငံရေးအရာစန့်ကျင်ပြီးလှုပ်သွားတဲ့အတွက် KNU မူဝါဒတိုင်းဆက်သွားမယ်လို့ဘဒေါ်စောတူနီကဆိုပါတယ်။ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ဒီဟိုစန့်ကျင်သွားတဲ့အခါမှာသူတို့ပြကျွန်တော်တို့ထုတ်ပြန်ကြေညာချက်တော့မှာဒီရွေးကောက်ပွဲကအတူရောင်ဖြစ်တယ်တရားလည်းမဝင်ဘူးအပေါ်မှာတော့ကျွန်တော်စန့်ကျင်တိုက်ဖြတ်သွားမယ့်အခါမှာတော့ကျွန်တော်ဗင်နီလာနဲ့သုံးမယ်ဆိုတာလေကျွန်တော်ထုတ်ပြန်ချက်တည်းမှာလည်းပါပြီးသားအကြမ်းမဖက်တဲ့နေနဲ့ပဲသွားမယ်ဆိုတော့ပြောရတဲ့အခါမှာတော့ဘာမှဒီထက်ပိုပြီးတော့ပြောစရာမရှိတော့ဘူး အခုလို KNU ရဲ့မူဝါဒနဲ့ပြောဆိုမှုတွေဟာရွက်ကောက်ပွဲကိုစန့်ကျင်ပြီးပြက်လို့ပျက်စီးလုပ်တယ်ဆိုပြီးစစ်တပ်က KNU ဥက္ကဋ္ဌအပါအဝင်73ယောက်ကိုလှိုင်းပွဲမျိုးမှရဲစခန်းမှာရွက်ကောက်ပွဲဆိုင်ရာဥပဒေနဲ့အမှုဖွင့်ထားပါသေးတယ်။အပိုင်းတစ်ရွက်ကောက်ပွဲလုံမဲ့အမျိုးဥတီမျိုးမှာလည်းအခုတည်းကအုတ်ချုပ်ရေးမှုတွေဟာမဲပေးဖို့လူဦးရေစရင်လိုက်လံကောက်ခံတာတွေလှုပ်ဆောင်နေပြီးတအင်ကုန်တယောက်မဲပေးရမယ်လို့တိုက်တွန်းနှိုးဆော်တာတွေလုပ်နေတယ်လို့မြောက်ဥတီမျိုးခံတယောက်က TPP ကိုပြောပါရတယ်။ ဲ့တော့အဲ့တော့တာဝန်နဲ့ဝတ္တရားရတဲ့အိမ်တယောက်ခွန်မယ်ဆိုလည်းအမတို့အနေနဲ့သွားရမှာပဲမသွားလို့လည်းမဖြစ်တဲ့အနေထားဆိုတော့မလုံးရင်မလုံးရင်မဖြစ်ဘူးအမတို့ကနေနေတဲ့ပုံမှာလုတ်လုတ်ပေးရမယ်ဒါပေမဲ့စိတ်ဆန္ဒရှိလို့တော့မဟုတ်ဘူးသူတို့ရဲ့မဲသူတို့ပြောပုံကပေါ့နော်ဒီရက်ွက်ရုံနဲ့မှာနိုင်ပြီးတော့စီမံခွန်ပြောပုံကတော့ဘယ်သူထဲထဲမထဲထဲသူတို့မဲရတော့သူတို့နိုင်အောင်လုပ်ထားပေးတာအဲ့လိုပုံကအမတို့ကသိချာတော့ပေါ့နော် ဖက်မှာလည်းကရင်ပြည်နယ်ထဲမှာအာနာသိန်းစစ်တပ်ပူးပေါင်းအဖွဲ့နဲ့ KNU PDF ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်နေပါတယ်။ဂျုံတိုကော့ဂရိတ်လမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကြောင်းတိုက်ပွဲတွေပြင်းထန်နေသလိုမြောက်ဒီမြို့ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတာပါ။စက်တင်ဘာလ20ရက်နေ့တည်းကစစ်ကောင်စီတပ်ဟာမြောက်ဒီမြို့အနီးမှာရှိတဲ့လေကစ်ကော်မြို့တစ်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေပြီးလေကြောင်းကဘုံကျဲတာလက်နက်ကြီးတွေပစ်ခတ်တာတွေနဲ့မြေပြင်စစ်ကြောင်းထိုးတာတွေပါလုပ်နေတဲ့အတွက်တော်လိုင်းတပ်တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေတာပါ။ကျွန်တော်မော်ရစ်ပါ။ thank you